ရိုက်တကောအရန်လေးစားရင်ရန်နိုရဲ့ကစားမပွားကိုအားကျတယ်လို့ချီးကျူးပြောဆိုလိုက်တဲ့မက်ဆီဘရစ်မန်လောက်ပဲမိန်လာပါခင်ဗျာရွှေရိုအိုင်ဘက်ကွန်ရှိကို online အချင်းကနေပြန်လဲကြိုလိုက်ပါရင်ဘောလုံးသမားရဲ့ထောင်ရာကောင်းဆုံးစားမဆိုတာကိုအသိန်းကိုဘလုံးနေသားမျိုးမှာပဲဖြစ်စေဆွဲတင်ပေးနိုင်မယ့်သူမျိုးဖြစ်ပါရင်မက်ဆီအားကိုဖြစ်ပြီး GOAT GOAT ဆိုတဲ့စကားလုံးကိုစတင်တီထွင်ခဲ့တာလဲမက်ဆီတွေ့ပါမယ်နောက်ပိုင်းမှာသာဟိုလူယူတုံးဒီလူယူတုံးနဲ့ GOAT ဆိုတဲ့စကားလုံးကဟိုရောက်တီရောက်ဖြစ်ကုန်တာပေါ့တကယ်အစ်မမှာတော့ Messi are greatest of all time လို့ညှို့ဆို့ခေါ်ဝင်ဂုတ်လို့ကင်မွန်းတက်ခံခဲ့တာဖြစ်ပါရင် ါကိုဘောလုံးပွဲတွေတောင်းလျှောက်ကြည့်ဂျာနယ်ဖတ်ဘုဒ္ဓရရှိတဲ့သူတွေဆိုရင်သိပါလိမ့်မယ်ဘောလုံးပွဲကို TikTok က highlight အတိုလေးလောက်ပဲကြည့်ဝင်တော့သိကြမှာမဟုတ်ပါဘူးအခုဆိုရင် Messi က Inter Miami လို့အသင်းလေးကိုကလပ်ကဘာဘလာမှာဆွဲတင်နေပါပြီပြိုင်ပွဲမချခင်တော့က Inter Miami ကို AP အသင်းဂိုးပြတ်အဖုတ်ခံရမယ်အသင်းလို့ထင်မြင်နှောင်ပြောင်းနေကြတဲ့သူတွေလည်းအခုတော့ရှုတ်ချစရာတခြားသောအကြောင်းပြချက်ရှာနေပါပြီလူရည်နေဆိုတော့ဘောလုံးပွဲတစ်ပွဲကိုကိုလိုချင်းနဲ့ရလဲမထွက်ရင်လုပ်ပွဲလို့ပြောမယ်ကိုမကြိုက်တဲ့ကစားသမားချန်ပီယံဖြစ်ရင်ဒိုင်ကူတယ်လို့ပြောမယ်ကိုသင်းပွဲချင်ရင်ပွဲစီစဉ်သူတွေရုပ်မာတာလို့ပြောမယ် ဒီလိုသူရဲဘော်အကြောင်းတွေတွေပဲလောက်ကြတာမျိုးပါဒါဟာစိတ်မလုံခြုံမှုတွေနဲ့ကြီးပြင်းနိုင်ဖြစ်တဲ့စိတ်ရောဂါမျိုးပါပဲအဖွဲအစည်းတစ်ခုပြိုင်ပွဲတစ်ခုရဲ့အလုပ်လုပ်ပုံတွေစီးပွားတွေကိုကားငယ်ကားကြီးနားငယ်နားကြီးနားမလည်ပဲသူများရောက်နိုင်လမ်းရောက်နေတဲ့တွေကဒီလိုမျိုးပါပဲ အင်တာမိုင်အမီဟာပေါ်တိုသင်းကိုနိုင်ငံနိုင်ခဲ့ပါတယ်ပေါ်တိုဆိုတာချန်ပီယံလိနှစ်ကြိမ်ရထားတဲ့ပေါ်တူဂီလရဲ့အသင်းကြီးတစ်သင်းပါပေါ်တိုတို့ကပွဲကိုလည်းအရင်ဦးဆောင်နိုင်ခဲ့ပြီးနိုင်ပေလို့ထင်မှတ်ထားခဲ့တာဖြစ်ပါတယ်ဒါပေမဲ့အစိတ်ကြီးမက်ဆီဟာအင်တာမိုင်အမီအသင်းကိုဒဂိုလောချေဆွမ်းနဲ့တဝဲလုံးထန်းနေပေးခဲ့ပါတယ်အသက်38နှစ်အရွယ်ကစားသမား2အနေနဲ့ကွင်းလင်ကနေပြန်ပတ်ဂိုးအထိဘောလုံးဆွဲယူလာတာမျိုးကိုအချိန်ချင်းလုံးပြနေတာကမက်ဆီပါပဲပြန်ပတ်ကစားသမားတွေကိုနှစ်အောင်သုံးအောင်လိန်ခေါက်ပြနေတာကလည်းမက်ဆီပါပဲ အသင်းပေါ်ရင်ပြေးထွက်လို့ရအောင်လမ်းကြောင်းတွေရှာပြီးဘောလုံးတွေမျောပေးနေတာကလည်းမက်ဆီပဲဖြစ်ပါတယ်။မက်ဆီအဒီဝဲမှာလည်းသူ့ရဲ့ပုံစံတိုင်းတိတ်ကိုလှပတဲ့ပုံစံနဲ့ဖရီကစ်ကနေဂိုးသွင်းယူနိုင်ခဲ့ပြပါတယ်။မက်ဆီအတွက်ဖရီကစ်ဆိုတာကပနနီကန်ရတာတတော်မှာပိုးလဲနေတယ်လို့မျိုးပါပဲ။တက်တောက်တက်တာရှီလုံးတေးတက်လုံးလှပလို့ပါတယ်။အခုဆိုရင်အင်တာမီယာမီတို့အုပ်စုစင်းကနေတက်ဖို့တမတ်တာလိုပါတော့တယ်။မက်ဆီရဲ့ကစားမဘွားအတွင်းကနေဂိုးဖန်နေပေးမှုကလည်းအကျဉ်း1250အထိရှိလာခဲ့ပြီဖြစ်ပါတယ်။သူ့ထက်ဂိုးပါဝင်ပတ်သက်မှုပုံများတဲ့ကစားသမားဘောလုံးကရောမှာပေါ်လာဖို့မရှိတော့ပါဘူး။ ဒါ့အပြင်မက်ဆီယာဘောလုံးတမိုင်းရဲ့တတိယမြောက် free kick သွင်းကိုအများဆုံးစားမဖြစ်လာခဲ့ပါတယ်ဂျူနီယော89ကိုပီလီ89ကိုပြီးမက်ဆီက68ကိုနဲ့အများဆုံးဖြစ်နေပါတယ်ဒီပွဲဟာမက်ဆီအတွက်ဂိုး90လည်းပြည့်မြောက်သွားခဲ့ပြီဖြစ်ပါတယ်ပွဲပြီးမှာမက်ဆီယာပွဲစဉ်အကောင်းဆုံးစားမစုကိုလည်းသိမ်းပိုင်နိုင်ခဲ့ပါတယ်မက်ဆီရဲ့ကစားမအပွားစုစုပေါင်းသွင်းကိုကလည်း166ကိုရှိလာခဲ့ပြီဖြစ်ပါတယ်ပွဲပြီးမှာမီဒီယာတွေကသူနဲ့ရော်နယ်ဒိုတို့ရဲ့ရှင်ပြိုင်ကင်းမှုပေါ်မင်းကိုထုတ်ခဲ့ကြပြီးမက်ဆီကကျွန်တော်ကခရစ်စတီယာနိုရဲ့ကစားမဘွားကိုရန်သဘောကျခဲ့သူပါကျွန်တော်သူ့ကိုအမြဲတမ်းလေးစားတဲ့သူပါ သူကအခုထက်ဒီထိတ်တန်းစစ်မှာကစားပြနေတုံးပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ရှင်မဲမှုကကွင်းလင်းမှာပဲရှိခဲ့တာပါကျွန်တော်ကသူကကိုအသိန်းအတွက်အကောင်းဆုံးပေးဆက်စူးစမ်းခဲ့တာပါကွင်းပြင်မှာမှာတော့ကျွန်တော်တို့ဟာတပ်ပံလူသားတွေပါပဲကျွန်တော်တို့တကယ်ချင်းနေတော့မဟုတ်ကြပါဘူးတူးနဲ့တူးအတူတူအချိန်မပြုံးခဲ့ကြဘူးလေဒါပေမဲ့ကျွန်တော်တို့ဟာအချင်းချင်းလေးစားကြပါတယ်လို့ဖြေချသွားခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့ပါများဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းစာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချိုးလိုက်ရပါတယ်ခင်ဗျာ